ားလုံးပဲမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပြိုင်သက်တွေအားလုံးမင်္ဂလာပါစနေနေ့မှာတော့ဒါ England Premier League ကဇာထိတ်ကဥဆောင်တဲ့အသင်းရဲ့နောက်တစ်ခုက Champion League ဝင်ဝင်အပြိုင်လူနေတဲ့အသင်းတွေရဲ့ထိတ်တိုက်ပွဲတွေရှိတယ်ဒါဆောဆုံးပွဲက Nottingham Forest က Manchester City နဲ့ကန်တယ်နောက်ပိုင်းမှာတော့ဒါ Liverpool အသင်းက Southampton နဲ့ကန်တဲ့ပွဲပါဝင်ပွဲကြီးပွဲကောင်းတွေအများကြီးရှိတယ်ဆိုတော့ပထမဆုံးအနေနဲ့ Manchester City ပေါ့လေ စီတီကသူတို့ဝေးခွင်းမှာတွားခံတဲ့ forest နဲ့ပွဲဒီပွဲကမနိုင်ပြောရင် Manchester City အတွက်ဒီပွဲနိုင်လိုက်ရင်သူတို့တတိယနေရာကိုရောက်လာနိုင်မယ် Champions League ဝင်ခွင့်အတွက် guarantee အခြေအနေတစ်ခုကိုဗန်တီးခွင့်ရမယ်ဒါပေမဲ့ City of Forest ကကိုသွင်းနိုင်မယ့်အခြေအနေမျိုးမမေ့ရမှရှိခဲ့ဘူး forest ကအရှင်တွေကသူတို့ရဲ့ကစားပုံက consistent တဲ့ကစားတယ် defensive unit ကစားတယ် organize ကောင်းတယ်တံပြန် counter hit ပြီးတော့မှအကူတွေတွင်းလေးရှိတယ်သူတို့ပုံစံကိုသူတို့ကစားတယ်ဒါပေမဲ့ Manchester City က Erling Haaland ရဲ့ Doku ရဲ့ Foden ရဲ့ဒီဘက်က Savinho ရဲ့တိုက်စစ်ပွဲကဟိုဘက်ကလုံးဝအလုံးမလုံးနိုင်ဘူး Relo World ဘက်က Milenkovic ဆားပြီးလဲတော်တော်လေးကောင်းတယ်။နောက်ကွင်းလယ်က Bernardo Silva ရဲ့နောက်ဘက်က Nico Gonzalez ရဲ့ဖန်တီးမှုပိုင်းကသူတို့ဘာမှမရှိဘူး။ City အနေနဲ့ပထမပိုင်း minute တွေမှာ half chance တွေရှိတာကလည်းရှင်း Forest ကလည်းသူကြကြဘာလို့မလိုက်တော့ပွဲကပွဲအသေးပဲတင်းနဲ့တင်းကြမှာဘာမှတော့လုပ်ပြမှာကိုကိုတွင်းခွေမှာ HG ဆိုရင် white 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 two လောက်ပဲရှိတာတော်တော်ဆူဆူသွားမယ်အဲဒါပေမဲ့ဒုတိယပိုင်းမှာအတိကတော့ City ကဘောလုံးတွေကိုခြင်တော့ခြင်ထားတယ်သူတို့ဘောလုံးတွေခြင်ထားပြီးတော့ ဒါမမေရရကိုသွင်းမှုမရှိဘူးနောက်တစ်ခုကလည်းတိုက်စစ်ပိုင်းမှာကျွန်တော်တို့ဂိုးရဘူကဖန်တီးနိုင်ဆိုလည်းမရှိဘူးတူးချေကြော်ဖြတ်မှုမှာဆဗင်းညိုလည်းမကြုံနိုင်ဘူးဟိုဘက်ကဒုကုလည်းမကြုံနိုင်ဒုကုတစ်ချက်ချက်ကြိုသွားတာမှန်ပေမဲ့ unprotected by arne တွေဟာလမ်းရှိမရောက်လာဘူး folder နဲ့ link မမေ့ဒါတွေကြီးပဲဖြစ်တဲ့ချိန်မှာကိုမရမရနေဒုတိယပိုင်းမှာ city ကလို့မတောင်းရှောင်းတိုက်နေရင်ပါပဲမထင်မှတ်ပဲနဲ့ဒါ northern forest ကအနိုင်ကိုရတယ်ဒုတိယပိုင်းမှာဆိုရင် မတီးရနူးနဲ့ဆရာမရီကိုလူးဝစ်ဝင်လာတယ်။အဲကိုဗစ်ချစ်ကနီကိုကွန်ဆာလက်နေရာမှာဝင်ပြီးတော့ဒါအူမာမာမူရှာဆဖေညိုနဲ့ဒီဘရိုင်းနာကဖိုဒန်နေရာမှာဝင်နေ။သူတို့ဝင်လာတဲ့အချိန်မှာစီတီကစားကိုနည်းနည်းလေးတက်လာတယ်။ဒါပေမဲ့ဂိုးသွားနိုင်မဲ့ chance ပိုင်းမှာသူတို့ဘာမှမလုပ်နိုင်ပဲနဲ့ Northern Forest က one switch one switch ကလုံးဝ different ပဲ။ Give White ကဒီဘက်ချမ်းကလည်းဟိုးဘက်ညာဘက်ချမ်းမှာရှိတယ်။ဒါဘယ်လိုမျိုးလဲ။ Kala Hassan နဲ့ Drive ကိုပေးတယ်။ဒီနေရာမှာကျွန်တော်တခု့ တခုပဲဟို City Guma Edison ကို disappoint ဖြစ်တဲ့အချက်ဟိုသမားတယောက်ရဲ့နေရာ post ကသူ့ရဲ့အတိတ်ကမိတာဘယ်ဟာဆန်နတ်ရိုက်ရတဲ့အထဲကိုခတ်ဝင်လာတယ်သူကန်စရာကဘယ်နဲ့ကံမှာဟိုဘက်ကိုရောက်လာဒါပေမဲ့သူညာနဲ့ပဲသူ့ရဲ့အာသန်နဲ့ချောင်းနဲ့ကန်ချင်မှာနေရာ post ကိုရောက်တယ် Just Go Guardian ကိုကြော်ပြီး Edison ကလွယ်လွယ်ကိုဝင်သွားတယ်ဒီချက်ကကန်တာတော့ကောင်းတာမှန်ပဲဟိုသမားတယောက်အတွက်နေရာ post ကဝင်သိတဲ့အခြေအနေမျိုးအိုက်ကိုပေးလိုက်အချိန်မှာ City ဖောက်လို့တော့မရတော့ အဆုံးသတ်မှာ Man City နှစ်ပေါင်း30ကျော်မှာ Forest ကိုရှုံးတော့ Northern Forest က Champion League ဝင်ဖို့တော်လေးကိုအခြေအနေကောင်းသွားတယ်။ဘာလို့ဆိုတော့ဒီနေ့ရတီကဥရောပက Premier League မှာ9နေရာထိဝင်နိုင်권ရမယ်အခြေအနေ။ဒီနေ့မှာ Liverpool က Southampton ကို difference ဆိုဒီပထမပိုင်းမှာရုန်းကန်နေရတဲ့ဂျားတွေကမထင်မှတ်ပဲနဲ့ကိုပီလိုက်ရတယ်။အာဒီဆိုရဲ့ဒုတိယမြောက်ဒီ touchline ban ဖြစ်တဲ့ ဒီနေ့ပွဲမှာလင်ပါဘူးအနေနဲ့တိုက်စစ်က DSK နူးညက်ရင်ဆာလတ်စ်ရဲ့တိုက်စစ်အတွေ့ထားပြီးတော့မှဆပ်ပေါ်ဆိုင်ရဲ့ Governor Bash နဲ့ခတ်တစ်ချုံလိုထားတယ်ဆီမစ်ကလည်းပါတယ်ဒါပေမဲ့ဒီပြပထမပိုင်းတွေကအလုပ်အရင်မဖြစ်တဲ့ attacking byte မှာ Harvey Elliot ဝင်လာတယ် Alastair McClassa ဝင်လာတယ်ပြီးတော့မှဆီမစ်ကဝင်လာတယ်ဒီဆီမစ်ကနေရာမှာ Anti-Sue Robertson ဝင်လာသူ့ကိုပြောင်းလဲတယ်လုံးဝမှန်တယ်ခါကြရင် ထိတ်တန့်ဤပြတယောက်နေနဲ့အသိရလက်ကောင်းလာတဲ့အချိန်မှာဘာလို့လို့ကိုလိုမှန်နေ냐သူပွဲကိုဖတ်တယ်ဖတ်တယ်ဖတ်တယ်ဒီဟာကအလုံးဖြစ်စိတ်ရဲ့ defense ကတော်တော်လေးညင်တယ်ဒီနေ့ကြပါသူစစစိတ်ရဲ့ defense ကတော်တော်လေးညင်ပြီးတော့လေဘောင်းခတ်ကိုရဖို့ခတ်တယ်အမှန်တကယ်ဒီနေ့ပွဲကလေဘောင်းအဆုံးသတ်မှာအနိုင်ရသွားတဲ့တိုင်အောင်ခါတိုင်းပွဲလူမှုချက်စီအများကြီးခရီးမလုံးတာအဲဆောင်းတဲ့ defense သူကြကြကောင်းနေလို့ဒါပေမဲ့လေဒါဝင်းနုညံ့ရဲ့ ဒါပထမကူရသွားတဲ့အချိန်ငါစားပြီးတော့ပွဲကလုံးဝ open game ပဲ51မိနစ်မှာ Louis Suarez လွတ်ထွက်သွားပြီးတော့မှအတင်းကိုချပစ်ချင်မှာလူညက်ပိတ်သွင်းပြီးတော့ဦးဆောင်ချစ်ပါကိုတွင်းတယ် နမနစ်ကျော်၃မိနစ်တော့မှာပဲလီဗာပူးပနယ်တီရတယ်ဒါဝင်နူးရဲ့ကြောင့်ပနယ်တီကိုမိုမက်ဆာလတ်စတီတီကြီးနဲ့ကန်ပြီးတော့ဝက်ပီးကန်ပြီးပါမယ်ဒါဒါဝင်ဒီလူးစ်တီရဲ့ကြောင့်ပဲဆွဲရင်းနဲ့မှာဆောင်းတယ်ကစားမှလက်ထိသွားလို့ပနယ်တီလုံးထက်ရတာကိုလီဗာပူးအတွက်ဆာလတ်စ်ထပ်သွင်းလို့လီဗာပူးက3-1နဲ့အဆုံးသတ်ပါနိုင်တယ်အစိုးရတဲ့က PSG နဲ့ချန်ပီယံလိပွဲရှိတဲ့အတွက်သူတို့2-1ဖြစ်ကလေးက energy ချလိုက်ပြီအာမန်ဘောလုံးလေးတွေပုတ်တယ်ပွဲကိုထိန်းချုပ်ကစားတယ်ပထမပိုင်းနဲ့စိတ်ရတံပြန်ကောင်းတာတွေကနေ ခိုးပေးရလို့မိဘနှစ်ချိန်လောက်ဖြစ်တယ်ဘုမအာဆင်ကောင်းသွားပေမဲ့လေဘာဘူးအစိုးရကြီးတဲကဒူးကိုကူရှင်ကိုတို့လိုအပ်တယ်အဲ့မှာပွဲပီကန်ဒီ88မှာပနေထရလို့ဆာလာစွင်လိုက်တဲ့အတွက်ကြောင့်သူကဖြစ်တဲ့ဒီမှာလေဘာဘူး AC ဖြစ်ပြီးတော့ဆုံးသက်မှနိုင်တယ်ဒါကလေဘာဘူးအတွက်မိုမက်ဆာလာစွင်နဲ့ဒီနေ့ရာသီပရီးမီယာလိ29ခုဖြစ်တယ်ဒါနောက်တစ်ခုကချမ်ပီပရီးမီးယားလိမှာ16ခုဖန်တီးထားပြီးတော့ဆာလတ်ကသူ့ရဲ့အကောင်းဆုံးဖော်ကိုထပ်ပြီးပြသတာလေအခုမိုဆာလတ်က ပရီးမီးယားလိသမိုင်းမှာအင်တာနက်ရှင်နယ်နိုင်ငံခြားသားကစားသမားတွေထဲမှာဂိုးအများဆုံးသွင်းတဲ့ကစားသမားအဖြစ်184ဂိုးနဲ့ထိဆုံးမှုတက်လာခဲ့တယ်။တစ်ချိန်တည်းမှာပဲ38ပွဲအတွင်းမှာသွင်းဂိုးနဲ့ဖန်တီးမှုပေါင်း44ချိန်ထိလုပ်တဲ့မှတ်တမ်းအဖြစ်လီဗာပူးအသင်းရဲ့သမိုင်းတစ်လျှောက် all time ပေါ့လေ။ all time ထဲမှာလည်း Mohammad Salah ကဒါခုလက်ရှိမှာအဆင့်3ထိတက်လာတာပေါ့လေတော့ Salah ကဒါခုလက်ရှိနေထိုင်ရ142ကိုဒါ Liverpool အသင်းအတွက်တွင်းနေဒါအဆင့်3ထိတက်လာခဲ့ပြီးတော့ဒါခုလောလောဆယ်နေထိုင်ရသူ့ရဲ့အထက်မှာ Roger Hunt က285ခုဆိုနောက်ထပ်40ကျော်လောက်လုပြီးတော့မှာ Ivan Rush ကတော့346ဒါတော့ Liverpool မှာ Salah 200ဒီလောက်နေရင်တော့ maybe ဖြစ်နိုင်ချေရှိတယ် ဆိုတော့အဆုံးသက်မှာလီဗာပူးက all time top goal scorer ရဲ့ဒါတတိယမြောက်ကိုးသွင်းသူဖြစ်လီဗာပူးအတွက်မှတ်တမ်းဝင်သလို Premier League ရဲ့နိုင်ငံခြားသားဂိုးများဆုံးသွင်းသူဖြစ်လာသလိုလက်ရှိ Premier League မှာ18ဂိုးဖန်တီ28ဂိုးသွင်းပြီးတော့လီဗာပူးကစိတ်ကို3ဂိုးတခုနဲ့နိုင်သွားတယ်ဆိုတော့အခြားပွဲတွေထဲမှာ Brighton နဲ့ Fulham Brighton က Chelsea ကိုနိုင်ပြီးခဲ့ကတောင်းလျှောက်ချေစွန်းထက်နေတာ သူတောင်းလျှောက်ချီစွမ်းထက်တယ်ဒီနေ့ဘက်မှာသူတို့ဥဆောင်ကိုပေးရသည့်တိုင်အောင် break down ဟာအေးစစ်စစ်ပဲအိမ်ဝဲမှာသူတို့အချိန်နဲ့ပြန်လာမယ်ဆိုတော့သိတယ်ဖူဟာကခြေယူကောင်းတဲ့ပွဲဆုတ်ကောင်းညမထင်မှတ်တဲ့ပွဲထထပေါက်တို့ဒီနေ့ဘောလည်းဒီတိုင်းပဲဒါဥဆောင်ကိုကိုရောဝီမီနက်စ်ဥဆောင်ခဲ့တာမှန်ပေမဲ့ပထမပိုင်းပီကက်နီမှာဗန်ဟက်ကက်ကပထမချစ်ပါဖို့တွင်းတယ်အဲ့တော့မှပွဲကဝုန်းဝန်းနဲ့ပြီးသွားနိုင်မယ့်အခြေအနေမျိုးရှိတယ်။ထုံးစံတိုင်း Brighton ကဘောလုံးတွေကင်ထားတာမှန်တယ်။ Fuller ဆိုဒီဒီပွဲမှာချိန်နဲ့ပဲအပိုင်ခွင့်ရရတဲ့ကိုယ်ကိုသူတွင်းသွားတာ ဒါပေမဲ့လည်းဒါဖူဟာတွေးထားတဲ့အဲ့ကိုကိုပွဲပြီးကနေနောက်ဆုံးမိနစ်မှာဒါ Brighton ပန်နတီရတာကို draw နဲ့ကျော်ပတ်သူက98မိနစ်မှာပန်နတီသွင်းပြီးတော့ Brighton ကအဲ့ပွဲနိုင်ပွဲရသွားတယ်။ဒီနေရာမှာ Crystal Palace ကလည်းချိန်မှန်နေတဲ့အချိန်မှာသူတို့အိမ်ပွဲမှာ Ipswich Town ကိုသူတို့လည်းနိုင်သွားတယ်။အမှန်တမ်းပြောတော့ဒီပွဲလည်းသူတို့ခက်ခဲကစားတာ။မိနစ်90ဒီ900ရဖို့ဒါသူတို့အသေးတန်အသေးတန်ကစားနေနေမှာ Crystal Palace ကအဆုံးတက်မှာပဲ Ipswich Town ဘက်ကိုဒါအဖိုးတန်း နိုင်ကိုသွင်းသွားတယ်ပယ်လစ်ကဒါအခုနောက်ပိုင်းကျွန်တော်တို့ကြည့်ရပါလိမ့်ခရစ်စတယ်ပယ်လစ်အသင်းကိုကြည့်လို့ရှိရင်ကိုရဖို့အတွက်သူတော်တော်လေးရုန်းကန်ခဲ့ရတယ်ဒါတိုက်စစ်ကဒါဒီမထက်ထမပါတော့ဘီကတ်တီရဲ့နဲ့ပွဲထွက်ခဲ့ပြီးတော့မှ82မိနစ်ကြာမှဒါ is is my last ayet တလုံးတုံးကိုကပယ်လစ်ကိုနိုင်လို့ဒါခရစ်စတယ်ပယ်လစ်နဲ့နောက်ထပ်ရလက်ကောင်းတာပေါ့လေဆိုတော့အခုလောလောဆယ်မှာလီဗာပူးက29ပွဲမှာရမှတ်80အာဆယ်က54 forest က58 liverpool က တော့ဒီမန်စီးတီးက49ဒါချယ်ဆီက46နိုင်ပွဲဆက်နေတဲ့ဘရိုက်တန်က46နဲ့အဆင့်6ထိတက်ပြီးတော့ယူကာဆယ်53ဘောပေါက်53နဲ့အသီးသီးရှိတယ်ဒါအခုလောလောဆယ်ဂိုးများဆုံးကဆာလတ်စ်က29ဂိုးသွင်းပြီးတော့ဖန်ဒီမိုကလည်း18ဂိုးနဲ့သူကဦးဆောင်နေပြီဖြစ်ပါတယ်ဒါကတော့စနေနေ့ကန်နဲ့အင်္ဂလန်ပရီးမီယာလိပွဲတွေပါအားလုံးကျေးဇူးတင်ပါတယ်